ငလင်ဘေးမှာအပူများနေတဲ့မြန်မာပြည်သူတွေအပူမီးဆက်တမီးငင်းအောင်အထာကြကြလှူဒန်းခဲ့တဲ့တထေးမကြီးစမိုင်းပြည်သူများလုံးမင်္ဂလာပါရှင့်ဘာမီစနောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံငလင်ဘေးမှာလူတွေအပူမီးဆက်တမီးငင်းဖို့အတွက်အထာကြကြလှူဒန်းခဲ့တာကတော့အမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာမြင်းငလင်ဘေးကြားရောက်ဆင်ကလေးကတထေးမကြီးစမိုင်းကဘလောက်လှူမလဲဆိုတာကိုလူတွေကစိတ်ဝင်စားနေကြပါတယ် လူတွေစိတ်ဝင်စားကြတာကလည်းအစမ်းတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကနေချဲပေါက်တယ်လို့ရုတ်တရက်ချမ်းသာပြီးတော့အမေရိကန်နိုင်ငံမှာတထိပ်မကြီးလုပ်နေတဲ့စမိုင်းကသူမရဲ့ပိုင်ဆိုင်သမျှတွေကိုတစ်ခုပြီးတစ်ခုကြွားလုံးထုတ်နေခဲ့ပါတယ်အထူးသဖြင့်စမိုင်းကတန်ဖိုးကြီးအိမ်တွေအဖိုးတန်လက်ဝဲရတနာတွေကမ္ဘာပေါ်မှာဈေးအကြီးဆုံးဖက်ရှင်ပစ္စည်းတွေစသဖြင့်သူမရဲ့ပိုင်ဆိုင်မှုတွေအများအပြားကိုပုံစံမျိုးစုံနဲ့ထုတ်ကြွားနေကြတာဖြစ်ပါတယ်ဒါအပြင်စမိုင်းကချမ်းသာကြွားတာကိုကြွားဖို့အတွက်ပါဆာဆာရွှေချပြီးတော့စားနေ ပါအထူးသဖြင့်စမိုင်းဟာရွှေကြက်ကင်ရွှေငပြောတိနဲ့အတူရွှေခေါက်ဆွဲပြုတ်တွေကဝါစားပြနေရဖြစ်ပါတယ် ဒီကနေ့ရပိုင်းမှာတော့တတိမကြီးစမိုင်းဟာခင်ပွန်းတဲ့ကိုပြေမောင်ရဲ့မွေးနေ့မှာရွှေအမဲသားတွေကိုလည်းစားပြခဲ့ပါသေးတယ်။ဒီလောက်ချမ်းသာကြွယ်ဝမှုတွေ၊တမန်ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားပြကြွယ်ပြနေရကစမိုင်းအနေနဲ့မြန်မာနိုင်ငံငလင်ဘေးမှာဘလောက်လူပြောင်းမလဲဆိုပြီးတော့လည်းစောင့်ကြည့်နေကြတာတွေရှိပါတယ်။ဒီကနေ့နေ့ကမြေကြီးနားရေဘေးမှာတော့စမိုင်းတယောက်သိန်း90တဲ့လူတန်းလို့လူပြောများပွဲဖြစ်ခဲ့ပါသေးတယ်။အခုတခါမှာတော့အလုံးသေးကြတဲ့အတိုင်းမြန်မာတိုင်းနိုင်ငံလုံးမှာအင်အားပြင်းပြင်းငလင်ကြောင့်အဆောက်အဦတွေပြိုကျပြတ်စီပြီး င်လူတွေအသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။ဒါအပြင်လူတန်းပေါင်းများစွာစားတောက်နေထိုင်ရေးတောက်သုံးရေးရရှိရင်အခက်အခဲတွေနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်းအကူအညီထောက်ပံ့တွေလူတန်းငွေတွေအများကြီးလိုအပ်နေခြင်းလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပြည်တွင်းပြည်ပစေတနာရှင်တွေနိုင်ငံတကာအဖွဲ့အစည်းတွေကပါဝင်ကူညီလှူဒန်းနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပုံမှန်ချိန်မှာသူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်နေခဲ့တဲ့စမိုင်းကဘလောက်များလှူဒန်းမလဲဆိုပြီးတော့စောင့်ကြည့်နေကြတာပေါ့ အခုတခါမှာတော့တထေးမကြီးစမိုင်းကငလင်းဘေးစစ်ဘေးရေဘေးစားတဲ့အပူမီးတွေတောက်လောင်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်သိန်း1113သိန်းကျပ်တတီကိုလှူဒန်းလိုက်ပါတယ်။စမိုင်းဟာသူမရဲ့အလုံငွေတွေငလင်းဘေးမှာကိုညီကေဇေးလုပ်ငန်းတွေဥဆောင်လုပ်နေတဲ့တစ်တကားဆရာတော်ကနေတဆင့်ထဲဝင်လှူဒန်းလိုက်တာဖြစ်ပါတယ်။ဒါ့အပြင်စမိုင်းဟာနောက်ထပ်အလုံငွေသိန်း900ကိုလည်းအောင်စမှုတော်ရဆရာတော်ကိုထပ်မံပြီးတော့လှူဒန်းခဲ့ပါသေးတယ်။ဒါကြောင့်လည်းအခုအခါမှာတော့မြန်မာနိုင်ငံရဲ့ငလင်းဘေး းမှာစမိုင်းတို့မိသားစုရဲ့အလူငွေကသိန်းပေါင်း1613သိန်းပုံလူတန်းခဲ့ပြီးဖြစ်ပါတယ်။ဒီအတွက်စမိုင်းလူတာနည်းရင်ဝေဖန်ဖို့ချောင်းနေတဲ့လူတွေကလည်းအခုတခါမှတော့စိတ်ကျေနပ်သွားခဲ့တာဖြစ်ပါတယ်။စမိုင်းတို့မိသားစုကအခုလိုလူရတဲ့အတွက်ဘာအကျိုးမှပြန်လဲမမျှော်မှန်းပင်ပြည်သူတွေဘေးဒုက္ခတွေငြိမ်းအေးစေဖို့အတွက်သာရည်စူးတယ်ဆိုပြီးတော့ဝမ်းနည်းစွာနဲ့ပြောနေခဲ့တာဖြစ်ပါတယ်။စမိုင်းဟာစကားပြောမှပြီးတော့နေချင်းတယ်လို့နေတတ်တဲ့အတွက် မာနာကြီးတယ်လို့ထင်ကျင်စရာရှိပါတယ်။ ်ဒါပေမဲ့တကယ်တမ်းမှာတော့စိတ်ရင်းစေတနာအိမတန်ကိုကောင်းမွန်ပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာလှူဒန်းပေးနေရတွေကိုလည်းတွေ့ရတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအပူမီးတွေနဲ့ငိမ့်အေးစီဖို့အတွက်တိမ်ပေါင်းများစွာလှူဒန်းကုသိုလ်ယူပြီးစူတောင်းပေးနေတဲ့တတိမကြီးစမိုင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်